င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။ရာဘာလုပ်ငန်းစားလုပ်ငန်းအုပ်လုပ်ငန်းမိုးသတိပြု2025မတ်လ31ရက်နေ့နှင့်ဧပြီလ1ရက်နေ့တွင်မှမိခရိုင်ထဝယ်ခရိုင်ရေးခရိုင်တန်ဖြူစည်ရခရိုင် မော်လမြိုင်ခရိုင်တထုံခရိုင်ဘားအန်ခရိုင်ကော့ပိုရိတ်ခရိုင်ဒေသတွေမှာမိုးရွာနိုင်ပါတယ်။ဒီမိုးလျက်စီမိုးကြိုးသတိပြုကြပါ။ကြံကြုံမိုး 2025မတ်လ31ရက်နေ့နှင့်ဧပြီလ1ရက်နေ့တို့တွင်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ဒေသတွေမှာတကြံကြိုမိုးတွေရွာနိုင်ပါတယ်။တကြံကြိုမိုး2025မတ်လ30ရက်နေ့နှင့်31ရက်နေ့တွင်မှာထိုင်းနိုင်ငံနှင့်မွန်ပြည်နယ်ကရင်ပြည်နယ်ဒေသတွေမှာတကြံကြိုမိုးတွေရွာနိုင်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင်၊လာရှိုးခရိုင်၊လောက်ကင်ခရိုင်ဒေသတွေမှာ24နာရီအတွင်းမိုးရွာနိုင်ပါလေမိုးလျက်စီးမိုးကြိုးမိုးသည်သတိပြုကြပါဒီလိုရာသီဥတုအခြေအနေတွေကလာမယ့်ဧပြီလပထမပတ်အတွင်းမှာတနင်္လာရီတိုင်းမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာမိုးရွာသွန်းခြင်းစတင်လာမှာဖြစ်ပါတယ် မုံတိုင်းရာသီအတွင်းမှာမုံတိုင်းစတင်ဖြစ်လာနိုင်မဲ့နေရာမုံတိုင်းရဲ့အားအရွယ်စားဖြတ်တန်းတိုက်ခတ်သွားနိုင်မဲ့လမ်းကြောင်းစတဲ့သတင်းအချက်လက်တွေကိုအနည်းဆုံး9ရက်ကြိုတင်သိရှိရမှာဖြစ်တာကြောင့်ထူးခြားတဲ့မိုးလေဝသအခြေသတင်းများကိုမပြတ်တမ်းနှာဆွင့်နေကြဖို့တော့လိုပါတယ်မုံတိုင်းသတင်းရဲ့နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်ွယ်ရှိတဲ့သဘာဝဘေးအခြေအနေကိုလည်းကြိုတင်ခန့်မှန်းပေးနေမှာဖြစ်ပါတယ် ဧပြီလရဲမှာတော့လက်ရှိလာနီညာအစွန်းရောက်ရာသီဥရုဖြစ်စဉ်ရဲ့တက်ရောက်မှုကြောင့်ဒေသအတော်များများမှာ အပူချိန်မြင့်မားနေခြင်းတွေရောကြသက်တာစေနိုင်မယ်လို့ခန့်မှန်းရပါတယ်။မနက်ဖြန်မွန်းတဲချိန်အထိခန့်မှန်းချက်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည်။ ရွာရင်ရာနှုံ60ဖြစ်ပါသည်နေပြည်တော်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်တိမ်အထင်အထင်ဖြစ်ထွန်းပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် အများအားဖြင့်တာယာမီမြမပင်လေပြင်းလှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှမြမကံယိုရန်တလျှောက်နှင့်ကန်းလွန်ပင်လေပြင်းတို့တွင်လေးပေမှခုနှစ်ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့် ၊စကိုင်းတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်အထိ ခံမှန်းချက်တိမ်နှဲငယ်ဖြစ်ထွန်းပြီးရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမီမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အသင့်အစ်ဖြစ်ထွန်းပြီး မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းပေါင်းလေးကိုနှိပ်ထားပေးပါနော်။